ခေါထရခွင့်အဓိကခေါင်းစဉ်ကခေါထရခွင့်ကိုကျွန်တော်တွားမှာအဲ့တော့စာရန်စက်ကူဘူးစာရန်အောင်စန်းလီစာချုပ်ပင်လုံစာချုပ်ကိုကျွန်တော်ခေါထရခွင့်နဲ့ပတ်သက်ပြီးတော့လိုအပ်တာပဲကျွန်တော်ပြောမှာနော်အသေးစိတ်သိချင်တော့ကိုယ့်အကူတမိုင်းကိုလေ့လာကြနော်ကျွန်တော်ခေါထရခွင့်ကိုဆွဲခေါ်လာမှာနော်အဲ့တော့ကျွန်တော် white paper လို့ခေါ်တဲ့စက်ကူဘူးစာရန်ပေါ့နော်ကျွန်တော်တို့က passage japan ကိုတွန်းလှန်တော့ 1945မတ်လ29မှာဖဆင့်ဂျပန်ကိုဆင်နွှဲပြီးတော့ဗြိတိရတပ်တွေနဲ့အတူတူကျွန်တော်မြန်မာနိုင်ငံတွေကိုဝင်လာကြတာပေါ့မြန်မာစစ်ကြောင်းတွေအဲအဲ့ဒီမှာကျွန်တော်ဗြိတိရအုပ်ချုပ်ရေးစပြီးတော့အုပ်ချုပ်တာမြန်မာပြည်မှာနော်အဲ့ဒီချိန်မှာနော်အိန္ဒိယနိုင်ငံစင်မလာမြို့မှာရေးဆွဲခဲ့တဲ့စက္ကူပြူစီမံကိန်းနော်စက္ကူပြူစီမံကိန်းဆိုတာရှိတယ်နော် ဲ့တော့ကျွန်တော်ကစက်ကူပြူစာတန်းလို့လည်းခေါ်တယ်နော်စက်ကူပြူစာတန်းလို့လည်းခေါ်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့စက်ကူပြူစာတန်းကို ထုတ်ပြန်တာက1945ခုနော်မေလ18ရက်နေ့မှာစက်ကူစက်ကူပြူစာတန်းကိုထုတ်ပြန်တယ်နော်အဲ့တော့45မေစက်ခေါ်မှာထုတ်ပြန်တယ်ဇွန်20မှာ ဘယင်ကန်စာရိုမန်စမစ်နဲ့နော်စာရိုမန်စမစ်ကရန်ကုန်ကိုရောက်တယ်နော်အဲ့ဒီမှာသူကနေပြီးတော့စက္ကူစာတန်းကိုသူကရှင်းပြတယ်နော်စက္ကူစာတန်းကိုအဲ့ဒီဘယင်ကန်စာရိုမန်စမစ်ကနေပြီးတော့ဇွန်20မှာရောက်ပြီးတော့အဲ့ဒီစက္ကူစာတန်းတဘောကိုသူကရှင်းပြတယ်ရှင်းပြတဲ့ခါကျတော့အဲ့ဒီစက္ကူစာတန်းမှာအချက်အလက်ပေါင်း9ချက်ပါဝင်တယ် ကျွန်တော်အဲ့ဒီအချက်ခုနှစ်ချက်လုံးမဖတ်ပြတော့ဘူးအဲ့ဒါကလူတိုင်းလေ့လာလို့ရတယ်နော်အဲ့ဒီတော့ကျွန်တော်တို့အဲ့ဒီထဲမှာအရေးကြီးတာဘာလဲနော်အရေးကြီးတာဘာလဲဆိုတော့အရေးကြီးတဲ့အပိုက်ကိုပဲကျွန်တော်ဖတ်ပြမယ်ကျွန်တော်ကအဓိကခေါင်းစဉ်ကခွတ်တော့ခွင့်နဲ့ပတ်သက်ပြီးတော့ပြောပါဆိုတော့အဲ့ဒီစက္ကူစာတန်းမှာခွတ်တော့ခွင့်နဲ့ပတ်သက်ပြီးတော့ဘာတွေပါလဲကျွန်တော်ကြည့်ကြည့်မယ်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေနေထိုင်ကြသောမြန်မာလူမျိုးတို့နှင့် ။ဘာသာစကားဓလိထုံးစံနိုင်ငံရေးတိုးတက်မှုအစဉ်တန်းမတူကြသူတို့နေထိုင်ရာရှမ်းပြည်နယ်မြေများနှင့်လူမျိုးစုတို့နေထိုင်ရာတောတောင်ထူထပ်သည့်နိုင်ငံအစွန်ပြားဒေသများပါဝင်သည့်ချင်းကြံနေမည်များကိုမူထိုလူမျိုးများကမိမိတို့နေထိုင်သောဒေသများကိုပြည်မနှင့်တင့်လျော်သောပုံစံဖြင့် ပူပေါင်းလိုကြောင်းမိမိတို့စန္ဒကိုထုတ်ဖော်ခြင်းမပြုသေးမီအတော်တွင်ဘရင်ကံကသူစီမံအုပ်ချုပ်ထားလိမ့်မည်တဲ့မင်္ဂလာပါမင်္ဂလာပါအဲ့တော့ဒီမှာ तू ကဘာရေးထားတာလဲဆိုတော့ဗမာပြည်မကြီးနဲ့မြေခွာဘော်သရံပတ်ထားတဲ့ပြည်နယ်တွေပေါ့အဲ့ဒီနှစ်ခုကိုကျွန်တော်အဲ့နှစ်ခုနဲ့ပတ်သက်ပြီးစက္ကူစာတမ်းမှာပါတဲ့အပိုင်းကနော်အဲ့ဒီပြည်နယ်တွေတောင်တန်းတွေမှာရှိတဲ့တိုင်းရင်းသားတွေက ဗမာပြည်မကြီးနဲ့ပေါင်းကျင်ပါတယ်ဆိုတဲ့ဆန္ဒကို မထုတ်ပေါ်မချင်းဗမာနဲ့ပေါင်းမယ်လို့မပြောမချင်းနော်အဲ့ဒီပြည်နယ်တွေကိုဒီဗြိတိရဘရင်ကန်ကနေပြီးတော့အထူးစီမံအုပ်ချုပ်ထားလိမ့်မယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ဒါကသွေးခွဲတာဒါကသွေးခွဲတာနော်သွေးခွဲတာဗမာပြည်မနဲ့ ။ဘာဖြစ်လဲ။တိုင်းရင်းသားအနေနဲ့ဒါတွေးခွဲတာ။တွေးခွဲတာစကုသူစာရန်ဒီအဓိကတွေးခွဲထားတယ်။နော်။ကျွန်တော်တို့ကစီလုံးချောင်းကိုပြကျင်တာ။နော်။စီလုံးချောင်းကိုပြကျင်တာဘူဂျုံအောင်ဆန်းတို့ကနော်ဖတ်စပလခေါင်းဆောင်တွေကစီလုံးချောင်းကိုပြကျင်တာ။အဲ့တော့စကုလူစာရန်ကတွေးခွဲထားတဲ့အတွက်ကြောင့်နော်မကြင်နဲ့ကြအောင်မကြင်နဲ့ကြတဲ့အခါကျတော့နောက်တစ်စိတ်ကျွန်တော်တို့ 上个月利润啊，我估了十个月你要菜开摘了，不很马系列，干着记账，年度的再样记嘛？喏，帕萨布拉五箱比多绿绿收回农田边，哎，尼嘛帕萨布拉古去嘞罗哩个，几多绿绿收完，再等着来再要摘，喏，你都得干这用怎用记嘛？喏，几多绿绿再等着帕萨不拉过去嘞罗哩再要比多。 ဗိုလ်ချုပ်အောင်ဆန်းအပါဝင်အားလုံးကဒီစက်ကူပြူစာတန်းကိုကန့်ကွက်ကြတယ်နော်ဟာဒါမကောင်းပါဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာအတိုင်းသားတွေနဲ့ခွဲခြားဆက်ဆံတာပဲနော်အဲ့တော့ဒါကသူတို့ကစပြီးတော့စက်ကူပြူစာတန်းကိုကန့်ကွက်တာ1945ဩဂုတ်19မှာကန့်ကွက်ဘာလို့သူတို့အဓိကတော့ဘာပြောလဲဆိုတော့အဲ့ဒီအဲ့ဒီခန္ဓာကြီးမှာဘင်ကံအောက်မဟုတ်ဘဲနဲ့ ပြည်မနဲ့တောင်တန်းမခွဲခြားလို့ဘူးเนาะပြည်မနဲ့တောင်တန်းမခွဲခြားဖို့ပြည်မြန်မာနိုင်ငံကိုတရားလွတ်လပ်ရေးပေးပြီးတော့ကိုကြမှာကိုဖန်ဒီကွေးပေးဖို့ဆိုပြီးတော့အဲ့ဒီနေသူတွေစက်ရုံကြီးမှာဖာစာပလာခေါင်းဆောင်တွေရောပြည်သူတသိန်းကျော်ဘိုးချုပ်အောင်စံရောအဲဆက်ကူသူစာတဲ့ကိုကန့်ကွက်ကြတာပါ။ तू ကဆက်ကူသူစာတဲ့မှာကို तू ကတွေးခွဲထားတာ။တွေးခွဲထားတာ။နော်။ဒါက1945ဩဂုတ်16မှာဒါက 你都是石油嘛，石油嘛，当属家的。喏，生产比家大，我表。哎，像国呀，利润啊，十的嘛都是要的，还家多。喏，干南机嘛是的，干南机嘛我表，干南机嘛就是，伊六德妈帮助市委班子做的，六妈帮助市委班子了，不作，不就昂三五双，不作。第三股是嘛？给我罗没西着，没工表了，啵？喏，大概那你也知比喏，干南机。 နေသူတွေဇက်ယုံမှာတစ်ခါဒီကံတော်စည်းဆောင်မှာတစ်ခါနှစ်ခါရှိသွားပြီနောက်တော့က1945အောက်တိုဘာ15မှာနော်ဗြိတိရှားအစိုးရနေပြီးတော့စစ်အုပ်ချုပ်ရေးကိုရက်စဲပေးတယ်နော်ဆန္ဒတွေပြကြပြီလေအခုလိုဟိုနေရာဆန္ဒပြဒီနေရာဆန္ဒဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီးတော့ဆန္ဒတွေပြကြတဲ့ခါကျတော့1945အောက်တိုဘာ15မှာအဲစစ်အုပ်ချုပ်ရေးကြီးညာထားတာကိုရက်စဲပေးလိုက်တယ်ဗြိတိရှားအစိုးရနေပြီးတော့နော်အဲ့ဒီလိုနဲ့ကျွန်တော်တို့ 1945နိုဝင်ဘာနော်နှစ်ရက်နေလဲကြာလဲကြာရောကချင်းချင်းတောင်တန်းဒေသတွေနဲ့ဒီရှမ်းပြည်နယ်ပေါ့နော်ဗရိတတိရှမ်းပြည်နယ်တွေပေါင်းပြီးတော့နော်အိုးတောင်တန်းဒေသအုပ်ချုပ်ရေးဌာနဖွင့်လင့်တယ်ဗျနော်ကချင်းချင်းရှမ်းတွေကိုပေါင်းပြီးတော့တောင်တန်းဒေသအုပ်ချုပ်ရေးဌာနဖွင့်လင့်တယ် အဲ့ဒီမှာအကြီးအကဲကဘာတူလဲဆိုလို့ရှိရင်တောင်တန်းဒေသညွှန်ကြားရေးဝန်ကြီးမစ္စတာပီယာစ်တဲ့နော်မစ္စတာပီယာကနေပြီးတော့တောင်တန်းဒေသဆိုင်ရာဥပဒေရေးဆွဲတာခင်ဗျစဉ်းစားကြည့်စမ်းဗမာပြည်ပနဲ့ခွဲခြားပြီးတော့နော်အလုပ်တွေလုပ်နေကြတာသူတို့ကစေအုပ်ချုပ်ရေးတော့ရက်စဲပေးလိုက်ပြီဗျနော်အဲ့တော့တောင်တန်းဒေသဆိုင်ရာအုပ်ချုပ်ရေးဌာနစဖွင့်ပြီးတော့အဲ့ဒီညွှန်ကြားရေးဝန်ကြီး မစ္စတာပီယာဆိုတဲ့သူကတောင်တန်းဒေသဆိုင်ရာဥပဒေရေးဆွဲတယ်။နော်အဲ့ဒီလိုနဲ့ကျွန်တော်တို့တရားကြည့်နော်ပင်လုံစာချုပ်ကဘူချုပ်အောင်ဆန်းသွားချုပ်တာမဟုတ်ဘူးဘူချုပ်အောင်ဆန်းအရင်သွားတာမဟုတ်ဘူးတခြားသူတွေလည်းအရင်သွားခဲ့ကြတယ်နော်အဲ့တော့ကျွန်တော်တို့ကြည့်ကြည့်ရအောင်1946နော်မတ်လ20ရက်မှာ ပထမအကြိမ်ပင်လုံညီလာခံစလုပ်တယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ပင်လုံမြို့ပေါ့နော်။ဒါလေရှားစော်ဘွားအပိုင်းပင်လုံမြို့မှာအဲပထမအကြိမ်ပင်လုံညီလာခံစလုပ်တယ်။အဲ့ဒီပင်လုံမြို့ကိုကျွန်တော်တို့ကအဲပန်လုံမြို့လို့လည်းခေါ်တယ်နော်။ပန်လုံလို့လည်းခေါ်တယ်၊လွင်ပြင်ကြီးလို့လည်းခေါ်တယ်နော်။ဒါရှမ်းပါတာနဲ့ခေါ်တာပန်လုံနဲ့နော်။ အဲ့လိုရှိတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှာကျွန်တော်တို့ကပထမအချိန်ပင်လုံးကြီးလာကံမှာစကုသူစာတန်းကိုလက်မခံဖို့ပြောကြတာပေါ့နော်အဲ့မှာတိုင်းသားခေါင်းဆောင်တွေဖဆပလခေါင်းဆောင်တွေဖြစ်တဲ့တခင်နုပဲဥပကျမ်းမန်းပခိုင်တက်ရောက်တယ်ဒါဆိုရင်ပင်လုံးစာချုပ်ချုပ်ဖို့ပထမအဆုံးပင်လုံးကြီးလာကံကိုတက်ရောက်ခဲ့တာဘူကျော်အောင်စံမပါဘူးကြဘူကျော်အောင်စံမပါဘူး ဘူကျော်စံကနောက်ဆုံးကြမှာဖုတ်ဖက်ခါတာနော်ပထမဆုံးပေလုံညီလာခံလှုပ်တုံးကတိုင်းသားခေါင်းဆောင်တွေရဲ့ဖဆပလခေါင်းဆောင်တွေဖြစ်တဲ့တခင်နုနော်ဥနုဥနုဥပါကျန်းမန်ပါခိုင်ဒီ၃ယောက်ကဥဆောင်ပြီးပဲတက်တာဘူကျော်စံမပါဘူးပေလုံစာပေလုံညီလာခံပထမချိန်လှုပ်တာအဲ့ဒီလိုနဲ့1946စက်တင်ဘာ22ရက်ရောက်သွားပြီ အဲ့ဒီမှာသခင်မြတ်သဘာပတိလုပ်တယ်နော်လူမှုအာအလုသမားတူကြီးတထောင်းခွဲကျော်တက်ရောက်တယ်ဘယ်နေရာမှာလုပ်လဲကံတော်မင်္ဂလာပန်းခြံကံတော်မင်္ဂလာပန်းခြံမှာလုပ်ပြီးတော့စက်ခုယူစီမံကိန်းကိုထပ်ပြီးတော့ကန့်ကွက်ကြတယ်ဗျာတောက်လျှောက်ကန့်ကွက်တာနော်သူစေအုပ်ချုပ်ရေးတော့ရက်စဲပေးလိုက်ပြီရောသူကဗိတိရှအစိုးရကနော်သူကကဒီစက်ခုဘူးစားတဲ့သွေးခွဲထားတာကိုနော်သွေးခွဲထားတာကို 沙锅鱼咋的？我看农民老板家嘛特别，他肯定有臊味，特别有干锅的。这他说：“人家叫湿地嘛，那沙锅也叫咯，怕啥不啦？有臊味哟。你沙锅鱼熬出来干锅不特老的？哪个干？哪个正宗的？看农民老板家嘛，人家嘛就不做熬沙锅来，特别有，喏，名工做的呀。哎，豆小罗沙锅鱼咋的？我豆小就是干锅开家了。” အဲ့ဒီလိုနဲ့1946စက်တင်ဘာ30ရက်လဲရောက်လဲရောက်ကောဘယင်ကံအမှုဆောင်ကောင်းစီဖွဲ့နော်ဘယင်ကံအမှုဆောင်ကောင်းစီအစ်တစ်ဖွဲ့တယ်ဖွဲ့ပြီးတော့ဒီမှာတပိတ်ဆက်စက္ကူစာတဲ့ကိုကတ်ခွက်တဲ့တပိတ်တွေရှိတယ်မလားအဲ့ဒီတပိတ်ခေါင်းဆောင်တွေနဲ့အဲ့ဒီဘယင်ကံအမှုဆောင်ကောင်းစီအစ်တစ်ကနေပြီးတော့တွေ့ဆုံတယ်ဗျနော်တွေ့ဆုံပြီးတော့1946နိုဝင်ဘာ10လဲရောက်လဲရောက်ကောကောင်းကင်စာရောက်လာပြီနော် တနည်းတွင်လွတ်လပ်ရေးပေးဖို့ဆိုပြီးတော့เนาะဖဇဗလာဥဆောင်ပြီးတော့အချက်၄ချက်ကြေညာတယ်ဗျဒါဆိုရင်တနည်းတွင်လွတ်လပ်ရေးပေးဖို့စပြီ56ခုနှစ်နိုဝင်ဘာ10ရက်မှာเนาะဒါဆိုလို့ရှိရင်စက္ကူဘူစာတန်းကငြိမ်သွားပြီပြီးသွားပြီเนาะပထမစိတ်အုပ်ချုပ်ရေးရက်ဆက်တယ်အခုတနည်းတွင်လွတ်လပ်ရေးပေးဖို့ဆိုပြီးတော့เนาะဘင်ကံအမှုဆောင်ကောင်စီအစ်စ်ဖွဲ့ပြီးတော့ဒါတွေသူတို့စကားဆပြောတာပေါ့เนาะ အဲ့ဒီလိုနဲ့ကျွန်တော်တို့1949ဇန်နဝါရီ2ရက်နေ့မှာမြန်မာကိုယ်စားလှယ်အဖွဲ့စက်ကြဦးအဖွဲ့လန်ဒန်ကိုသွားကြတာပေါ့နော်အဲ့ဒီလန်ဒန်ကိုသွားတဲ့အခါကျတော့နော်ဘူဂျိုအောင်ဆန်းရယ်ဥပဘေရယ်ဥတင်ထွတ်ရယ်တခင်ဖားစိန်ရယ်တခင်မြရယ်ဂလုံးဥစောရယ်ပေါ့နော်ဥစောရယ်ဥကြော်ငင်းရယ်နော်ဟဲ့အားလုံး9ယောက်နော်မြန်မာကိုယ်စားလှယ်အဖွဲ့လန်ဒန်ကိုသွားကြတာပေါ့ เนาะเอ่ขนยอมหมดมุเนาะเอ่ตะคินอองซันอุบะโยอู้ท้นละอู้สวยบ่อู้อองท้นอุบะดูตะคินจิอุบะตันอู้ละเมซูอารมณ์เนาะเสร็จจ๋าอู้อภเลนแหนงตั้วจ๋าบ่เนาะแลนแหนงตั้วจ๋าလန်နယ်ကိုသွားတော့လန်နယ်ကိုသွားတာက1949ဇန်နဝါရီ2ရက်မှာเนาะသွားကြတာအဲ့ဒီလိုနဲ့ကျွန်တော်တို့ အောင်စံကိုစက္ကပူဇာရံပြီးသွားပြီနော်လွတ်လပ်ရေးပေးဖို့သူကြည်သူပြောလိုက်ပြီနော်စက္ကပူဇာရံပြီးသွားပြီအဲ့တော့ပြီးသွားတော့သူတို့လန်ဒန်ကိုသွားကြတာနော်အနယ်ကိုသွားတယ်နောက်တစ်ခါ1949ဇန်နဝါရီ28ရက်နေ့ကျတော့နော်အဲကျွန်တော်တို့အမှတ်30ဒေါင်နင်းလန်းဗြိတိကျအစိုးရဝန်ကြီးချုပ်ဂေဟာမာနော်တခင်အောင်ဆန်းရဲ့မစ္စတာအတလီရဲ့လက်မှတ်ရေးထိုးတဲ့အတွက်ကြောင့် ။ဘာဖြစ်လဲ?အောက်ဆန်းအတလီစာချုပ်ဆိုပြီးတော့ပေါ်ပေါက်လာတယ်ကွာ